မိတ်ဆွေတခါတလေကဘာကြီးဟာအဆုံးသတ်တော်မူပုံစံမျိုးခံစားရဘူးလားအဲ့ဒီလိုခံစားရတဲ့အခါဘာလို့ရမလဲဆိုတာကိုပြောပြပေးမယ့်စာအုပ်တအုပ်အကြောင်းကိုဝင်မြခြင်းပါလေဘလို့အခြေအနေမျိုးမှမဆိုရင်ဆိုင်နိုင်ဖို့အတွက်အရေးကြီးတဲ့အချက်တွေကိုဒီစာအုပ်ထဲမှာဖော်ပြထားပါလေဒီစာအုပ်ကိုအာရုံကီလီဆိုတဲ့စာရေးသူကရေးသားထားတာပါစာရေးသူဟာသူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံတွေနဲ့စိတ်ပူပန်မှုဝေဒနာကိုဘလို့ရင်ဆိုင်ကြော်လွှားခဲ့တယ်ဆိုတာကိုဝင်မြထားပါလေ စာအုပ်ထဲမှာစိတ်ပူပန်မှုဆိုတာရိုးရိုးစိုးရိမ်စိတ်ထက်ပိုပြီးပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။စာရေးသူအပါအဝင်လူအတော်များများဟာသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုပုံမှန်အရာတစ်ခုလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ဆရာဝန်နဲ့တွေ့ပြီးစမ်းသပ်စစ်ဆေးခံယူပြီးတဲ့နောက်မှာတော့ဒါဟာပြင်းထန်တဲ့စိတ်ပူပန်မှုဝေဒနာတစ်မျိုးဖြစ်နေမှန်သိလာရပါတယ်။အဲ့ဒီလိုသိလိုက်ရတဲ့အခါကိုယ့်ရဲ့ရုန်းကန်မှုတွေကိုနာမည်တစ်ခုပေးနိုင်တယ်လို့တိုက်ခိုက်ရမယ့်ရန်သူကိုလည်းသိသွားစေနိုင်ပါတယ်။ စိတ်ပူပန်မှုဝေဒနာဟာလူတန်းပေါင်းများစွာကိုတက်ရောက်မှုရှိတဲ့ပြဿနာတစ်ခုပါရေဘူးရဆိုရင်တော့ကယောဂါ GAD လူမှုရေးဆိုရင်တော့ကယောဂါနဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေအပါအဝင်ပုံစံမျိုးမျိုးနဲ့ဖြစ်ပေါ်နိုင်ပါတယ်ပုံမှန်ဆိုရင်မှုကခဏတာဖြစ်ပေါ်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ပေမဲ့စိတ်ပူပန်မှုကတော့ကြောက်ရွံ့မှုအခြေအနေတစ်ခုဖြစ်ပြီးနေ့စဉ်ဘဝကိုပြပြစေနိုင်ပါတယ်ယောဂါအမိတက်ခြင်းဟာအရေးကြီးတဲ့ပထမအဆင့်ပါဒါဟာကြီးမားတဲ့ခန္ဓာချက်ကိုရန်သူလို့သတ်မှတ်နိုင်စေပါတယ် အဲ့ဒီလိုနားလည်လာတဲ့အခါတင့်တော်တဲ့အကူအညီကိုရယူနိုင်ပြီးအလားတူအတွေ့အကြုံတွေကိုမျှဝေခံစားနိုင်တဲ့လူတွေနဲ့ချိတ်ဆက်နိုင်ပါတယ်စိတ်ပူပန်မှုရဲ့အဓိကအကြောင်းအရင်းကတော့အုံနောက်ထဲကအာယုန်ခံနေရဖြစ်တဲ့အာမစ်ဒလာနဲ့ကော်တီဆောနဲ့အဒရီနလင်လိုမျိုးစိတ်ဖိစီးမှုဟော်မုန်းတွေထွက်လာခြင်းကြောင့်ပါရှေးခေတ်လူတွေအတွက်ကြားရီလိုမျိုးအန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက်ဒီတုံ့ပြန်မှုကအရေးကြီးခဲ့ပါတယ်ဒါပေမဲ့ခေတ်တည်းရဲ့စိတ်ဖိစီးမှုတွေဖြစ်တဲ့ခီးသွွားခြင်းနဲ့ လူမှုဆက်ဆံရေးတွေအတွက်တော့အဆင်မပြေတော့ပါဘူးစိုးရိမ်ဒေါကများတဲ့အုံနောက်ဟာတကယ့်အနေနဲ့စိတ်ကူးတွေကအနေရတွေကိုခွဲခြားဖို့ရုန်းကန်ရပါတယ်ကြားတကောင်နဲ့ရင်ဆိုင်ရတာနဲ့လူအများပြားရှိတဲ့ယထားပုံမှာပါတူတူပဲချွေထွက်ခြင်းနှလုံးခုန်နှုံးမြန့်ခြင်းအသက်ရှူမဝခြင်းစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်စိတ်ပူပန်မှုတွေကြောင့်ဆေရိုတိုနင်လို့ခေါ်တဲ့စိတ်ကိုတည်ငြိမ်စေတဲ့ဓာတုပစ္စည်းနဲ့ပတ်သက်ပါတယ်။ဒါကြောင့်စိုးရိမ်သောကစိတ်တွေကအနည်းရှိနိုင်တယ်လို့အမြဲထင်နေတတ်ပြီ ေးကင်းတဲ့အခြေအနေမှာတော့စိတ်အေးချမ်းသာရမှုကိုခံစားရဖို့ခက်ခဲစေပါတယ်။မနက်အိပ်ရထားချိန်မှာစိုးရိမ်သောကများတဲ့အုံနောက်ကချက်ချင်းနေစဉ်လှုပ်ဆောင်ရမယ့်အရာတွေကိုစဉ်းစားပြီးလွန်ခဲ့တဲ့အမှားတွေကိုပြန်တွေးကဖြစ်လာနိုင်တဲ့ပြဿနာတွေကိုမျှော်လင့်နေတတ်ပါတယ်။ဒါကြောင့်အိပ်မပျော်တာပင်မနှွမ်းနေတာနဲ့ကဖင်းတက်ကိုမိခိုတာတွေဖြစ်လာပြီးအိပ်ရကထားဖို့တောင်ခက်ခဲစေပါတယ်။အများပြည်သူတည်ယူပို့ဆောင်ရေးဟာလူအများပြားနဲ့ထိတွေ့ဆက်ဆံရခြင်းနေရာချင်းကျက်ချင်းခီးစဉ်ကိုထိ ंछ ုံနိုင်စွာမရှိခြင်း မမျော်လင့်ထားတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရနိုင်ခြင်းစတဲ့အကြောင်းအရာတွေပေါင်းစပ်ထားတဲ့အတွက်စိတ်ပူပန်စရာအကြောင်းအရာတွေဖြစ်လာစေနိုင်ပါလေ။အဲ့ဒီလိုအခြေအနေတွေကစိုးရိမ်ထိတ်လန့်တုန်လှုပ်ခြင်းနဲ့လူမှုရေးအရာမတတ်မတာဖြစ်ခြင်းတွေကိုလှုံ့ဆော်ပေးနိုင်ပါလေ။အလုတ်ခွင်မှာလည်းကိုကိုကိုယုံကြည်မှုမရှိခြင်း၊အရေးချင်းမရှိဘူးလို့အထင်ခံရမှာကိုကြောက်ရွံ့ခြင်း၊လုပ်ဖို့ကင်ဘက်တွေနဲ့ဆက်ဆံရေးမှာဖိအားများခြင်း၊အချိန်မီပြီးအောင်လုပ်ရမယ့်ဖိအားတွေနဲ့အမားလုံးမိမှာကိုစိုးရိမ်ခြင်းစတဲ့စိန်ခေါ်မှုတွေရှိပါလေ။ ဒါတွေကစိတ်မသက်မသာဖြစ်စေပြီးအာယုံစူးစိုက်ဖို့နဲ့လုံခြုံတယ်လို့ခံစားရဖို့ခက်ခဲစေပါတယ်။လူငူရေးစိုးရိမ်စိတ်တွေကြောင့်တခြားသူတွေနဲ့အပြန်အလှန်ဆက်ဆံတဲ့အခါကြောက်စရာကောင်းလာနိုင်ပါတယ်။အထင်သေးခံရမှာကိုကြောက်တာစိတ်ဝင်စားစရာမကောင်းဘူးလို့ထင်ခံရမှာကိုစိုးရိမ်တာတွေကြောင့်လူတွေနဲ့ဝေးဝေးနေခြင်းစိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။ဆက်ဆံရေးတစ်ခုစီကိုအလွန်ကြိုဆန်းစစ်လိလာတဲ့အတွက်အစ်စ်မှန်ချိတ်ဆက်ဖို့ခက်ခဲစေပါတယ်။ ယုံကြည်ရတဲ့တငယ်ချင်းဒါမှမဟုတ်မိဘတွေကဲ့သို့လုံခြုံမှုပေးနိုင်တဲ့သူတူအူကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒါပေမဲ့ဒါကခွဲခွာခြင်းစိုးရိမ်စိတ်ကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒီလူမရှိတဲ့အခါစိုးရိမ်ထိတ်လန့်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။အင်တာနက်ကနေလူမှုမီဒီယာတွေကတဆင့်မျက်နှာချင်းဆိုင်တွေ့စရာမလိုပဲမိမိရဲ့ခံစားချက်တွေကိုဖော်ထုတ်နိုင်ပါတယ်။ဒါအပြင်အကူအညီတွေရယူနိုင်တယ်လို့အထူးကျန်ဆန်တဲ့ခံစားချက်တွေကိုလည်းတက်တာစေနိုင်ပါတယ်။ဒါပေမဲ့အင်တာနက်မှာအဆိုးမြင်ဝါဒတွေ အနိုင်ကျင့်သူတွေနဲ့ online နိုင်ကျင့်မှုတွေကိုလည်းကြုံတွေ့ရနိုင်ပါတယ်။လူအတော်များများအတွက် online မှာကိုယ့်ရဲ့ရုံးကံမှုတွေကိုရေးသားခြင်းကစကားနဲ့ထုတ်ဖော်ပြောဖို့ခက်ခဲတဲ့ခံစားချက်တွေကိုဖော်ပြဖို့အားကောင်းတဲ့နည်းလမ်းတစ်ခုပါ။ကိုယ့်ရဲ့အတွေ့အကြုံတွေကိုမျှဝေခြင်းကမမျှော်လင့်ထားတဲ့အကူအညီတွေနဲ့ထိစပ်မှုတွေကိုရရှိစေနိုင်ပါတယ်။အရွယ်ရောက်လာတာနဲ့အမျှငွေတောင်းခံလွာတွေအလုပ်တွေဆက်ဆံရေးတွေနဲ့မိသားစုအရေးကိစ္စတွေအပါအဝင်တာဝန်တွေပိုများလာပြီး စိုးရိမ်ဒေါကစိတ်ကူဖြစ်ပေါ်စေနိုင်ပါတယ်။တချို့လူတွေကအဲ့ဒီတာဝန်တွေကိုအလွယ်တကူကင်တွင်းနိုင်ပေမဲ့တချို့အတွက်တော့ဖိအားတွေနဲ့ပြင်းထန်နေတဲ့အခြေအနေတခုလိုခံစားရနိုင်ပါတယ်။စိုးရိမ်ဒေါကများခြင်းကဗန်စင်းတွေကိုစစ်ဆေးတာဖုံးခေါ်တာစတဲ့စိတ်ပြစီမှုများတဲ့အလုပ်တွေကိုရှောင်ဖယ်စေနိုင်ပါတယ်။ဒါကခဏလာတက်တာစီပေမဲ့နောက်ဆုံးမှပြဿနာကိုပိုဆိုးစေပြီးကြောက်ရွံ့မှုတန်လျာကိုဖန်တီးပါတယ်။ကိုကိုကိုတင်းကျပ်ထားတဲ့ဖိအားများစုဟာ အတွင်းစိတ်ရဲ့မျောလင်းချက်တွေကနေလာတာပါတခြားသူတွေရဲ့အောင်မြင်မှုတွေဖြစ်တဲ့အိမ်တော်ပြုခြင်းအိမ်ပိုင်ဆိုင်ခြင်းအလောက်ကန်အောင်မြင်ခြင်းနဲ့ကိုကိုကိုနှိုင်းရှင်ခြင်းကလက်တွေ့မကျတဲ့စံနှုန်းတွေကိုဖန်တီးပေးပါတယ်ဖြစ်နိုင်ခြင်းမရှိတဲ့ပြီးပြည့်စုံတဲ့အရာကိုစူးစမ်းမဲ့စားကိုတက်နိုင်သလောက်အကောင်းဆုံးလှုပ်ဆောင်မှုတင်ယူခြင်းကအရေးကြီးပါတယ်စိုးရိမ်ဒုက္ခများတဲ့အုံနောက်အတွက်အနားယူခြင်းကအလွန်ခက်ခဲပါတယ်အနားယူတဲ့အချိန်မှာမိနေတဲ့အရာတစ်ခုခုရှိနေတယ်လို့ခံစားရနိုင်ပြီ အဲ့ဒါကလွတ်သွားတဲ့အရာတွေအတွက် စိုးရိမ်ပူပန်မှုအစ်တတွေကိုဖြစ်ပေါ်စေပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းတရားထိုင်ခြင်းနဲ့ဝါသနာပါရတွေကိုလှုပ်ဆောင်ခြင်းအဖြစ်စိတ်ပူပန်နေတဲ့စိတ်ကိုလမ်းကြောင်းပြောင်းပြီးစိတ်တည်ငြိမ်အေးချမ်းအောင်လှုပ်ဆောင်နိုင်ပါတယ်။ကိုကိုကိုစုချင်းမြင့်ခြင်းကလည်းအရေးကြီးပါတယ်။ကောင်းကောင်းစားတော့ခြင်းအားလည်းရခီးထွက်ခြင်းတရိတ်ဆန်တွေနဲ့အချိန်ဖြုန်းခြင်းကစိတ်ကိုပျော်ရွှင်စေတဲ့ဓာတုပစ္စည်းတွေကိုမြင့်တင်ပေးနိုင်ပါတယ်။စိုးရိမ်တော့ကဟာဘယ်တော့မှအပြီးပိုင်ပြောက်ွယ်သွားမှာမဟုတ်ပါဘူး။ ။ဒါပေမဲ့စိုးရိမ်တော့ကနဲ့အတူဘယ်လိုနေထိုင်ရမလဲဆိုတော့ကိုတင်ယူခြင်းကအရေးကြီးပါတယ်။စိုးရိမ်တော့ကဟာကိုယ့်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတော့ကိုလက်ခံဖို့လည်းလိုအပ်ပါတယ်။စိုးရိမ်တော့ကကိုစီမံခန့်ခွဲဖို့အတွက်စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုတွေကိုကိုကိုသိရှိနားလည်မှုတွေနဲ့လိုအပ်တယ်လို့နိဗ္ဗာန်ဟာတွေကို ပြောင်းလဲဖို့ဆန္ဒရှိမှုတွေလိုအပ်ပါတယ်။ဒါဟာတင်ယူခြင်းနဲ့ရင်ဆိုင်ဖြည့်ရှင်းခြင်းခီးတစ်ခုသာဖြစ်ပါတယ်။စိန်ခုံမှုတွေကိုရင်ဆိုင်ပြီး စိုးရိမ်ပူပန်မှုတွေကိုဘယ်လိုကျော်လွှားရမလဲဆိုတာကိုတည်ယူခြင်းအဖြစ်ခံနိုင်ရည်အားကိုတည်ဆောက်နိုင်ပါတယ်။အောင်မြင်မှုတစ်ခုစီကအနာဂတ်မှာဖြစ်လာမယ့်စိတ်ဖိစီးမှုတွေကိုကင်တွယ်ဖြေရှင်းနိုင်စွမ်းကိုအားကောင်းစေပါတယ်။ဆရာဝန်ဒါမှမဟုတ်ကုထုံးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးခြင်းကအခက်အခဲဆုံးဖြစ်ပေမဲ့အရေးကြီးတဲ့အဆင့်တစ်ခုပါ။ကျွမ်းကျင်ပညာရှင်တွေကစေဝါကုထုံးအပြုမူဆိုင်ရာကုထုံးနဲ့ထိတွေ့မှုကုထုံးစတဲ့နည်းလမ်းမျိုးမျိုးကိုပေးနိုင်ပါတယ်။ တင့်တော်တဲ့ကုထုံးပညာရှင်ဒါမှမဟုတ်ဆရာဝန်ကိုရှာဖွေဖို့အချိန်ယူရနိုင်ပါလေ။တည်ရွေးချယ်တဲ့ကျွမ်းကျင်ပညာရှင်နဲ့စကားပြောရတာအဆင်ပြေပြီးတက်တောင့်တတရှိဖို့အရေးကြီးပါလေ။ကိုကိုကိုဂရုစိုက်ခြင်းကစိုးရိမ်တော့ကောက်ကိုစီမံခန့်ခွဲရမှာအခြေခံကြဆုံးရပါ။ကိုရဲ့ကျမ်းမာရေးကိုဦးစားပေးတာ။နေနမိတ်တွေတတ်မှတ်တာနဲ့ကိုကိုကိုအပြစ်တင်ဝေဖန်တာတွေကိုရှောင်ကြဉ်ခြင်းလို့ပါဝင်ပါလေ။တင်းငယ်တဲ့အောင်မြင်မှုတွေကိုဂုံပြုခြင်းကယုံကြည်မှုကိုတည်ဆောက်နိုင်ပြီး အပြုသဘောဆောင်တဲ့အပြုမူတွေကိုအားပေးပါတယ်။စိုးရိမ်တော့ကကကြီးစိုးလာတဲ့အခါထိန်းချုပ်နိုင်စွမ်းကိုပေးဆွမ်းနိုင်တဲ့ကိုယ်ပိုင်မီပြူဟာတွေကိုတိစောက်ပါ။စိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအများပြည်သူရဲ့အမြင်မာတွေနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်စိတ်ကျမ်းမာရေးပြဿနာရှိသူတွေကိုလူတွေကကြောက်ရွံ့ကြပါတယ်။ဒါကြောင့်လူတွေကအကူအညီရယူဖို့ဝင်လေကြပါတယ်။စိတ်ကျမ်းမာရေးအကြောင်းကိုပုံပွင့်လင်းလင်းဆွေးနွေးခြင်း၊ကိုတွေးအတွေ့အကြုံတွေကိုမျှဝေခြင်းနဲ့မီဒီယာတွေမှာတိကျမှန်ကန်တဲ့ပုံစံနဲ့ တင်ပြခြင်းကစိတ်ကျမရဲ့အခြေအနေတွေကိုပုံမှန်ဖြစ်စေဖို့အရေးကြီးတဲ့အချက်တွေပါ။အထီးကျန်လေလို့ခန်းစားရပေမဲ့လူတန်းပေါင်းများစွာဟာစိုးရိမ်တော့ကနဲ့တခြားစိတ်ကျမရဲ့ပြဿနာတွေကိုခန်းစားနေရပါတယ်။အွန်လိုင်းဒါမှမဟုတ်လူကိုယ်တိုင်ဖြစ်စေ နားလည်ပေးနိုင်တဲ့သူတွေနဲ့ဆက်သွယ်ခြင်းကတင်တယောက်တည်းမဟုတ်ဘူးဆိုတဲ့အကောင့်နဲ့တတိပိတ်ချက်တစ်ခုပါ။စိုးရိမ်တော့ကရှိခြင်းကတင့်ကိုအားနေသူကြရှုံးသူဒါမှမဟုတ်လူတယောက်အနေနဲ့တန်ဖိုးမရှိသူလို့မဆိုလိုပါဘူး။ ဒါဟာတခြားယောဂါတွေလိုပဲစီမံခန့်ခွဲနိုင်တဲ့အခြေအနေတစ်ခုပါ။တင့်ရဲ့တန်မိုးဟာစိတ်ပိုင်းဆိုင်ရာအခြေအနေပေါ်မှာမူတည်မနေပါဘူး။စိုးရိမ်သောကားနဲ့အတူဘဝကိုဖျက်ဆီးခြင်းကကြီးမားတဲ့ခွန်အားနဲ့ထန်နိုင်ရည်အားတွေလိုအပ်ပါတယ်။မိတ်ဆွေဟာနေတိုင်းအတွင်းစိတ်စစ်ပွဲကိုဆင်နွှဲနေရပြီးအဲ့ဒီစစ်ပွဲမှာရပ်တည်နေနိုင်ပါတယ်။ဒါကမိတ်ဆွေကိုရဲရင်ပြီးစွမ်းဆောင်နိုင်သူဖြစ်စေပါတယ်။ မိတ်ဆွေစိတ်ပူပန်မှုတွေကိုလုံးဝဖယ်ရှားဖို့ထက်ဘလို့စီမံခန့်ခွဲရမလဲဆိုတာကိုသင်ယူခြင်းကအဓိကချက်ပါကိုကိုကိုဂရုစိုက်ပါတင်းငယ်တဲ့အောင်မြင်မှုတွေကိုအတိအမှတ်ပြုပါစိတ်ပူပန်မှုတွေကိုရင်ဆိုင်နိုင်ဖို့နည်းလမ်းတွေကိုရှာဖွေပါတင်းတယောက်တည်းမဟုတ်ဘူးဆိုတာကို အမြဲတမ်းသိရပါယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်လျှောက်လန်းကြပါစို့